တိုင်းနိုင်ငံများအတွက်ဆူတောင်းခြင်းဆိုမာလီယာနိုင်ငံအတွက်ဆူတောင်းပါတရ6ခုမြောက်သောစာလံအပိုက်ငယ်49အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဗျာတန်ရှင်းသောနာမတော်၏ဂုဏ်ကျေးဇူးသည်ကြီးလာပါ၏ဟုအကျွန်ုပ်တို့သည်ဝန်ခံ၍ပုရောဟိုချီးမွမ်းခြင်း၌ဝါကြွားဝမ်းမြောက်မိအကြောင်း အကျွန်ုပ်တို့ကိုကဲတင်လျက်တပားအမျိုးသားတို့အထက်ကနှုတ်ယူ၍စုသိမ့်တော်ပါအာမင်ဆုတောင်းကြပါစို့ဩအဖထာဝရဖျာကိုရောဤယေရှုတော်ကုန်းတော်အပေါင်းကိုအကျွန်ုပ်တို့ချီးမွမ်းပါ၏အကျွန်ုပ်တို့သည်ဆိုမာလီးယားနိုင်ငံအတွက်တိုးဝင်ဆုတောင်းပါ၏ထိုနိုင်ငံသည် ပြင်းမာသောအပြစ်တို့အားဝင်းချတောင်းပန်ခြင်းဖြင့်နောင်တလန်းသူသွေးဆောင်တော်မူပါပါနိုင်ငံသားတိုင်းသခင်ယေရှု၏ကယ်တင်ခြင်းကျေးဇူးတော်ကိုချီးမွမ်းခြင်း၌ဝါကြွားတက်စေရန်နှင့်သူတို့ကိုယ်တိုင်မှစ၍လွတ်မြောက်ကယ်တင်ခြင်းခံရရုံမက အခြားသူများကိုပါပြန်လည်ဝီမျှတက်တည်ခံနိုင်ရန်တန်ရှင်သောဝိညာဉ်တော်ဖျား မစာတော်မူပါနိုင်ငံဤခေါင်းဆောင်များသည်ဖျားသခင်ဤချစ်ချင်းမြတ်တာကိုသိရှိခံစားရရုံကထိုမြတ်တာတော်ကိုပြန်လည်စီးထွက်နိုင်သောခေါင်းဆောင်ကောင်းများဖြစ်ကြစေရန်ဆုတောင်းပါ၏အသင်းတော်သည်ဝိညာဉ်တော်ဤဘိသိက်ခြင်းနှင့်ရွေးနုတ်ခံရသူများဖြစ်ကြရန်အဖာပြားဤလက်ရလက်တော်ဖြင့်မဆထောက်ပံ့လမ်းပြ၍ဝိညာဉ်များစွာ ရိတ်သိမ်းရရှိကတပြည့်တော်များအဖြစ်ဝေးထုတ်နိုင်စေခြင်းဖြင့်ဖျားသခင်ဤဘုံတော်ထေရှားစေရန်အကျွန်ုပ်တို့ဆုတောင်းကြပါ၏။ပရောဖက်ဆိုင်ရာမှုတော်မြတ်၌ရှိသောမိသားစုများ၏မိခင်များသည်တိလာနှင့်ပြည့်စုံသောမိခင်များဖြစ်ကြပြီ။မိသားစုတိုင်း၌ရှိသောမိခင်တိုင်းသည်ဖျားသခင်ဤကိုစားထားရှိသော လက်ဆောင်များဖြင့်ထိုမိခင်များဤဆူတောင်းခြင်းပါဝင်ဆက်ကပ်ခြင်းဖြင့်ခုတော်မြတ်သာသနာ၌ဘုရားသခင်ရဲ့ဘုန်းတော်တာ၍ထင်ရှားစေတော်မူပါမည်အကြောင်းသခင်ယေရှုနာမ၌အကျွန်ုပ်တို့ဆုတောင်းကြပါ၏အာမင်